ဆရာတော်ရှင်သူမြတ်ဖုရားမိဂုံမိလျှောက်ခွင့်ပြုတော်မူပါအရှင်ဖုရားယဟန်တော်များကိုယ်တိုင်ဆုံးချက်ကောင်းပါသလားဖုရားအဲဦးဇင်းတော်အဲ့ဒါယဟန်ဒီဆိုတာကိုယ်တိုင်မချက်ကောင်းဘူးသာစိန်ငါးစိန်ကိုချက်ဖို့နေနေတာဒါကင်တော်မကင်ကောင်းဘူးเนาะအကအကမခံအဲ့တော့ဦးဇင်းတော်တာမန်ဘက်ကရောပုဏဘက်ကရောဆိုတာလာတယ် တမဘက်ကဆိုတာကိုယ်တိုင်ချက်တာတမလုံးကောင်းဘူးအေပုဏ္ဏဘက်ကဆိုတာကြတော့ရတယ်တဖန်ပြန်ချက်တာဥမာဆိုပါဆိုဦးဇင်းတို့တက္ကကြီးတွေတက္ကမကြီးတွေရှင်းလောင်းလိုက်တယ်ပေါ့လောင်းလိုက်တဲ့ဆုံးကိုကြောင်းပြန်ရောက်တယ်ယန်းတစ်ပါးပါကပိယာတွေចောင်းသားတွေကိုရင်နေမရှိဘူးပေါ့ဒါဆိုရင်ယန်းတစ်ပါးပါသူ့ဘာသူအဲ့ဒီချက်ပြီးသားချက်ပြီးသားဟင်းတွေကိုပြန်နှွေးတာတို့ဘာလို့လုပ်လို့ရတယ်ဒါကိုပုဏ္ဏဘက်ကလို့ခေါ်တယ်နော်အဲတာမန်ဘက်ကအစ်စ်ကိုတော့မချက်အောင်နော် အဲ့မချက်ကောင်းဘူးကိုယ်တိုင်ချက်ပြုံမစားကောင်းဘူးကဲဟုတ်ဆက်ဆက်မေကိုမေးလျှောက်ခွင့်ပြုပါရှင်ဗျာဒါဆိုရင်အဲထက်ခဲနေတဲ့နေရာတွေမှာဆိုရင် ပြီးတော့နိုင်ငံခြားတို့ဘာတို့မှာပညာသွားတင်ရတဲ့အခိုက်အတန့်မှာဆိုလို့ရှင်ရောဟောစွန်းလောင်းနေနေလူ မရှိတဲ့အခိုက်အတန့်မှာဆိုရင်ဘယ်လိုဒီယဟန်တော်တွေကစွန်းစွန်းချက်ကောင်းတယ်လို့မထင်ဘူးလားဗျာအေးအဲ့ဒါကစဉ်းစားမှာ ဘုဇုံတို့စာမှာခွင့်ပြုတာတော့ဒုဝိခခာတဲ့နော်ဒဝိခခာဆိုလို့ပြီတော့ခွင့်ပြုတာရှိတယ်။နမောခေါင်းပါတဲ့ဘေးပေါ့နော်။အဲ့တော့ဒီနိုင်ငံခြားစာသင်သွားတာတော့ဘာလို့ကျွန်တော်ပြောရတာတော့ခက်တယ်ပေါ့နော်။အဲ့တော့ဟိုတခုရှိတာပေါ့ဖြစ်နိုင်နေဆိုရင်တော့မသွားခင်နဲ့ဟိုကကောကိုစီစဉ်နိုင်ရင်တော့ကောင်းတာပေါ့ခပီးရီပါရီရှိမယ်ဆိုရင်ပေါ့အဲ့တော့အခုတချို့ကြတော့လေအဲ့ဒီတို့ရဲ့ခံယူချက်ပေါ်မူတည်မှာပါနော်တိလနဲ့ဒီ တချို့အရာတွေကျတော့လဲရတဲ့အရာတွေရှိတယ်ပေါ့ဒါကတော့ကိုယ့်ဘာကိုစဉ်းစားပေါ့နော်အဲ့တော့မြတ်စွာဘုရားခွင့်ပြုချက်အတိုင်းကတော့ဒီတိုင်းပဲသွားတာပဲနော်ဒီတိုင်းပဲသွားတာဟုတ်